မင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်မိတ်ဆက်တင်မယ် language layer ကဘာလဲဆိုရင် Objective C ဟုတ်လားဘယ်သူကပိုင်လဲဆိုရင်လောလောဆယ်တော့ app ရပါတယ် app ရဝယ်လိုက်တာ app software တွေမှာအဓိကဘာနဲ့ရေးလဲဆိုရင် Objective C နဲ့ရေးတယ် app iOS တွေပြီးကျွန်တော် app ရ MAC OS တွေမှာ Objective C နဲ့ရေးတယ်ခဲကသူ့ရဲ့ characteristics လေးကြည့်ကြအောင်သူဒီလဲတူတူပဲ object oriented လုံးလုံး language ပဲဟုတ်လား လုံးဝ object oriented ပြီးရင်တော့ last library library များရှိတယ်ပို့ကွာဟုတ်လား coca cola မဟုတ်တော့ coc ကိုပို့ကွာဟုတ်လား coc ကို okay နောက်တစ်ခုသူဒီ high level high level ပေးမဲ့သူဒီ co ပဲတက်ကြတော့သူ့ရဲ့ c bridge လို့ဒါအိမ်မသုံးတော့ c တော့ c bridge ဒါမှမဟုတ် co ဘာလို့ထားလဲဆဲချဲ့ထားတာ extra step co အာ function နဲ့ချဲ့တာဘာ cd object oriented မရအောင် objective cd ပါရအောင် object oriented design ရအဲ့ဒီပုံစံ co ဘာလို့ထားလဲချဲ့တွင်ထားတာဖြစ်တဲ့အတွက်တချို့အရေးအသားအရေးသားလေးတွေဒီ C နဲ့တူရတူရရရှိမယ် C ကိုကြော်ထားရရရှိဟုတ်ကဲ့ C ကိုချဲ့ထားတဲ့ရေးသားနည်းတွေရှိမယ်ဒါပဲသူဒီနောက်ထပ်တစ်ခု high leverage combiner လုံးလုံး combiner နော်ဟာဟိုလိုအောင်မဟုတ်တော့ဘူး hybrid combination ကိုမဟုတ်တော့ဘူး long was combiners နော် hybrid combination ဆိုတာရှိမှာပြောပြတာနော်အဲ combine တော့ combine နဲ့ဂျာကန်ကိုကိုသွား combine တာဟုတ်နော်ဂျာကန်ကိုကိုဘယ်လို combine လဲဆိုတော့တော့ပါနော် အမ် byte code ပေါ့နော် java မှာဆို byte code ဟာ c sharp မှာဆိုရင် c sharp တို့ video တို့မှာဆို microsoft language အဲလို jargon language intermediate language ပြောင်းနေတယ်ပြောင်းပြီးမှပဲကိုပြောင်းတယ် matching code ကိုပြောင်းတယ်ဒီကောင်ကတော့လုံးလုံး combiner language ပြီးရင်တို့ memory management မှာ garbage collector နည်းပြောင်းမတော့ဘူး reference counter ဆိုတဲ့နည်းပြောင်းတော့တယ်ဘာလဲဆိုတော့ memory ရဲ့ဟိုအ location ကို tracking လိုက်ပြီးတော့တော့တယ်လိုတဲ့ချိန်မှာပြန်ပေါ်လိုက်မလိုတဲ့ချိန်မှာတော့ restart ပြီးရင် strong type strongly type ဟုတ်နော် strongly type အကြောင်းတော့ကြတော့ပြီးနောက်တစ်ခုလေ့လာသင်တဲ့ပုံကွာ ဘယ်သူ့ကိုလေ့လာမယ်ဆိုရင် intermediate scale လောက်တော့အနည်းငယ်ရှိသားတယ်မယ် of advanced scale လောက်တော့အနည်းငယ်ရှိသားတယ်မယ်ဟုတ်လား scale တွေเนาะကိုယ်မှရှိတဲ့ scale လေးတွေရှိမှအဆင်ပြေပါအဲကြောင့်ဒီကျွန်တော်ကွယ်လေးဒီအသုံးကြမယ်လို့ကျွန်တော်ယူဆရတယ်ဗျလုံးဝ programming basis ဘက်ကိုကျွန်တော်သွားထားတယ်ဟုတ်ကဲ့မလားကြည့်ပြီးကျွန်တော်နောက်တစ်ခုသူ့ဘဲမှာသုံးလဲဆိုရင် app ဘဲမှာဒီကသုံးတယ် MAC desktop development နဲ့ app ကွန်ပျူတာတွေရေးမယ်ဆိုရင်ဒီအားသုံးရမယ်ပြီးတော့ iOS တွေ iPhone iPad တွေဟုတ်ကဲ့ဒါ now one of ထပ်တော့တိုးလာတယ်စွစ်တွေပါတိုးလာတယ်ပေါ့ဗျာနော်ဒါပါဘူး okay တိုးလိုက်တိုးလာတယ်ကွာတိုင်ပတ်တော့ဘုန်းတော်ခေါ်ရောက်တာโอเคထားပါဟိုနောက်တစ်ခု exam လေးကြည့်ကြည့်မယ် objective c ဟုတ်လားအောက်လို့ဒါတော့လည်းအပ်ပေးမှာတခန်းတစ်ကဘာတစ်ခုပဲလေကဘာတစ်ခုပဲအားကြောင့်လိုရရင်လေ့လာလို့ရတယ်ဟုတ်ကဲ့ exam လေးနဲ့ကြည့်မယ်ထိတ်ဆုံးကကြည့်လိုက်သူဒီ c base လို့ပဲ c မှာ import ထည့်တယ်လို့ java မှာ import ထည့်လို့သူလည်းပါအောင်တောင်းလို့ import command ကိုတောင်းတယ်ဟုတ်လားအဲပြီးရင်နောက်တစ်ခုသူဒီ main method သူ့မှာလည်း main method လို့ရတယ်ဘာလို့လဲဒီ programming ဘယ်ကစမှာလဲဆိုတော့ main method ကိုသူတောင်းတယ်ဟုတ်မလား โอเคနောက်တစ်ခုသူ square bracket ကတ်တွေအတွင်းနဲ့တော့နေကျွန်တော်တို့ပါဆိုရင်အဲဘာရဲတော့ definition နေအဲ့လိုလိုပုံစံတော့မယ်သူကဘာလို့တော့နေ square bracket ကိုတော့နေပြီးရင်တော့ statement အကြောင်းဆိုရင် semi colon ထားတယ်ပြီးရင်တော့ code block လို့ပါတယ်ဟုတ်လား caliber နဲ့ထားတယ်တူလိုက်တော်တော်များများပါဒါပေမဲ့ objective c နဲ့ရေးထားတယ်ဆိုတာကိုတည်တာစီတဲ့အချက်လေးတွေရှိတယ်အားပါလဲဆိုရင် program ရဲ့ code တွေတိုင်းမှာ ns ဆိုတာအချိန်ချိန်ပါလဲနောက်တစ်ခါ app sign လေးတွေအချိန်ချိန်ပါနေသူဒီ app sign ဒီ memory ကိုပြောတယ်အားဒါငါ string data လိုက်ကိုတိမ့်ပါပါဆိုတော့ မျိုးစားပဲ app sign တွေအများတန်းပါနေလေဟုတ်နော် pin square bracket တွေတွေ့နေလေအဲ့ဒါဒီတော့ objective c ရဲ့အသင်ခေတ္တဘာဖြစ်လို့ဒီ ns တောင်းနေနေနေပြော ns ကသူက objective c က nested company အတွက် operating system တွေရေးတဲ့နေရာမှာတုံးခဲ့တာအနောက်မှာ app ရပါလို့လဲတော့ဝယ်လိုက်တာဝယ်လိုက်တာပြတော့သူ့ code တွေကိုသူ့ရဲ့ brand လေးနေနေထည့်ထားတယ် media လေးပေါ့နော် ns 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 အများကြီးတွေ့နေရတယ် ns ကနေလာတော့ပြစနေတယ်ဟုတ်ကဲ့နော် okay အဲ့ဒီ objective c နောက်လည်းသူ့မှာ အာ last library ဆိုတာနော် library ဒီပါနေတယ်ဆိုတာကကျွန်တော်တို့အဲ့ဒါပဲဘယ်လိုပြောမလဲသုံးရပြောလို့ကြိုတင်ရေးထားတဲ့ object တွေအများကြီးရှိတယ်အဲ့ဒီကနေခေါ်ကျွန်တော်တို့ခေါ်တော့ရုံပဲအစင်းနဲ့2တွေအများကြီးရှိတယ်တော်ချွာလေးကိုယ်တိုင်းတော့လုံးဆရာမလို့အဲလိုပေါ့ okay နော်ဟုတ်ပြီနောက်တစ်ခုကဲ object orient objective c ကိုစိတ်ဝင်စားတယ်ဆိုဘယ်လို list လာမှာလဲသူ့မှာအဲသူကတော့နည်းနည်းနည်းကျင်းတာပေါ့ဗျာနော်အပဲနဲ့သက်ဆိုင်တာဆိုတော့ h code ဒါတော့ editors or id ပါတော့ xcode ပြီးကျွန်တော်တို့ website ကတော့ appe ရာနေပဲအကုန်လုံးရှိတယ်အဲ့မှာသူနဲ့လိုရရဲ့ diploma တော့ appe.com မှာတွားရှာလိုက်တာနဲ့ objective c ကိုစတင်လို့ရပါပြီဗျာ။ Okay. Thank you ဗျာ။